ရန်ကတွင်းအရန်လိုက်တဲ့ဆေးဝါးတွေမှာပရနီဆလုံးတို့ဘာလို့တောက်တဲ့လူတွေကြလဲအများကြီးစားပြတဲ့ခံမှာအသေးမှာအဆီစုပါတယ်နော်အန်တီဒီပရက်ဆန်ပေါ့နော်ဆေးကန်းတော့ပြရတယ်ခဏနေဖိမနာတဲ့ခေါင်းကိုက်တဲ့နဲ့တော့ပြန်ဆရာဝန်လည်းစိတ်မရှိတဲ့ခံကြတော့စိတ်ကြစေးတယ်နော်အန်တီဒီပရက်ဆန်တွေပေးလိုက်တယ်စားပြီးတော့ကာကြပိုဝလာတယ်ပိုဒုက္ခတွေများလာတယ်နောက်တစ်ခါကျအန်တီဆိုက်ကော့တစ်ပေါ့နော်ခဏမှဆေးယောဂဆေးတွေအားလည်းဝါစီတယ် ချင်တာတခုကကြလက္ခဏာပေါ့ဆရာကြီးတခါလေကြကိုယ့်ရဲ့အသေးဘလို့ဖြစ်နေလဲဆိုတော့သမီးကသိတာတဲ့လက္ခဏာမျိုးမခွဲခြားတတ်ဘူးပေါ့နော်နင်းစင်ဘဝကြောင့်ပဲပင်ပန်းလာလားအဲ့လိုမျိုးအမျိုးမျိုးရှိကြတာအကယ်၍များသမီးတို့အသေးမှာအစီဖုံးလာပြီဆိုရင်ဆရာကြီးစောစောစီစီခံစားရတဲ့လက္ခဏာရဲ့လို့ရောရှိလားမလားရှင်ဆိုလိုချင်တဲ့လက္ခဏာတိတိကျကျမပြပြတာတော့သူကအဝလွန်နေတဲ့အချိန်မှာညာဘက်အသေးရှိတဲ့နေရာမှာဥတုအောင်အောင်ဖြစ်တယ် ဟုတ်တော့အောင်အောင်ချက်တယ်ဘာမှမသိဘူးဒီဘက်ကအောက်အောင်နေတယ်ထိုင်လိုက်ရင်ထောက်ထောက်နေတယ်ဆိုတာကတော့တေချာနေတယ်အဲ့ဒီအသေးအစီရှိနေပြီဆိုတော့ဝနေပြီဆိုရင်ဒါအသေးစီရှိနေပြီဆိုတာတေချာပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကြီးရေနောက်ပြီးတော့ကျမတို့စစ်ဆေးဖို့အခွင့်အရေးတွေလည်းဒီပွဲထဲမှာရှိနေရဲဆိုတာလေးသိရတယ်ပေါ့နော်အဲနောက်တစ်ခါကျတော့ဆရာကြီးဒီအသေးအစီဖုံးနဲ့လို့ပြောတဲ့အခါမှာသမီးတို့အစီဖုံးဆိုရဲစကားအမြင်တော်တော်များများဘာတွေပဲသွားပြီးတော့ဟိုတွေးပြတတ်ကြများဆိုတော့အစားအသောက်ပေါ့နော်အဓိကအဖြစ်အစီများတဲ့အစားအသောက်တွေစားတာမျိုးတွေတွေးမိတတ်တယ်နောက်ပြီးတော့အသေးအစီဖုံးလို့ပြောလိုက်လို့ရှိရင်အရက်နဲ့တွဲပြီးတော့မြင်တာလည်းတော်တော်များများရှိပါတယ်ဆရာကြီးအဲ့တော့ဒါပေမဲ့ဘာတွေတွေးရလဲဆိုတော့သမီးတို့အဲအသေးအစီဖုံးနဲ့လို့ပြောလိုက်တော့လူတွေကအားသာအရက်ကြောင့်ဖြစ်တယ်လို့အများအဖြစ် ည်တယ်။ဒါတွေကအမျိုးသားတွေဖြစ်တာဆိုရဲနည်းနည်းလေးခွဲပြီးတော့မြင်တဲ့စိတ်ကလေးရှိနေတတ်တယ်။အဲ့ဒါကပဲတခါလေလောင်လို့အမျိုးသမီးတွေမှာအသိစီပုံမှန်မတိလိုက်ရတဲ့အာအာနေချက်တစ်ခုဖြစ်သွားတတ်တာပေါ့နော်ဆရာကြီး။အဲ့တော့အရင်မတော့ဘဲနဲ့ရောအရင်မတော့တဲ့အိမ်ရှင်မတယောက်ကလည်းဒါအသိစီဖုံးနေဆိုတာဘလို့အချိန်ကြီးရဖြစ်နိုင်လေပေါ့နော်ဆရာကြီး။အရင်နဲ့ဆက်ဆက်မှုမရှိဘဲနဲ့လည်းပဲအသိစီဖုံးနေအပိုင်းနေနဲ့ပတ်သက်ပြီးတော့လည်းဆရာကြီးဆွေးနွေးပေးပါအောင်ရှင်။ဟုတ်ကဲ့ဆရာနောက်တစ်ခါကျတော့အရင်မဟုတ်ဘဲနဲ့ဆုတာကြဘာကြောင့်ဆုတယ်လဲဆိုခုနပြောတော့စားတာပေါ့ ခန္ဓာကိုယ်ကိုယ့်ရဲ့လှုပ်ရှားမှုနဲ့စားရတဲ့လှုပ်နောက်စားရတဲ့အယံများနေလေအသက်ဆစ်ဆူတာနောက်တစ်ခုကဆေးဝါးတွေပေါ့နော်အယံကဒွင်းအယံလိုက်တဲ့ဆေးဝါးတွေဥမာပရနီဆလုံးတို့ဘာလို့တောက်တဲ့လူတွေကြလဲအများကြီးစားပြတဲ့ခံမှာအသက်မှာအဆစ်ဆူပါတယ်နော်အန်တီဒီပရက်ဆန်ပေါ့နော်စေကံတော့ပြရဲခဏနေဖြစ်နေတဲ့ခေါင်းကိုက်တဲ့နဲ့တော့ပြန်ဆရာဝန်လဲစိတ်မရှိတဲ့ခံကြတော့စိတ်ကြစည်းတယ် နော် antidepressant တွေပေးလိုက်တယ်စားပြီးတော့ကာကြပိုဝလာတယ်ပိုဒုက္ခတွေများလာတယ်နောက်တစ်ခါကျ antipsychotic ပေါ့နော်ခန္ဓာမဆေးယောဂဆေးတွေအားလည်းဝစီတယ်နောက်တစ်ခါ bpo c ပိုကလည်းအသည်းမှာအစီတက်စီတယ်အသည်းမချောက်ခင်မှာစောစစ်အစီတွေကိုဖယ်ရှားနိုင်မှု short ချနိုင်မှုလုပ်ပါ အသည်းချောက်ပြီးမှတော့အသည်းကပြန်ကောင်းဖို့အရန်ခက်ခဲသွားပါတယ်နောက်တစ်ခု၆တာတော့မဟုတ်ဘူး ရက်ကြောင်ဖြစ်တဲ့အသေးယောဂါကျန်တဲ့အသေးယောဂါတွေကအသေး၆ပြီးမှအသေးကင်ဆာဖြစ်တာအသေးအစီဖုံးတာတော့အသေးမ၆ခင်ဒုံးဆိုအစီကိုတန်ပြီးကူးသွားနိုင်တယ်ဒါကြောင့်အဲ့ဒီချိန်မှာပါဇက်ကစားတဲ့เนาะကျွန်တော်တို့ဒီဆေးမီးတို့တွေအင်မတန်မှဒုက္ခပေးပါတယ်ကျမ်းမာရေးနဲ့မငြိညွတ်တဲ့စီတွေ မတန့်စင်တဲ့စီတွေအယောနောစီတွေအင်မတန်ဒုက္ခပေးပါတယ်အဖလာတောက်ဆင်လို့ခေါ်တဲ့ပိုးတွေအယံဒုက္ခပေးပါတယ်နောက်တစ်ခုအစီစုရဲဆိုလို့အစီကိုလုံးဝဖြောက်ပြီးတော့ရေလုံးပြုတ်စားလဲအစီစုပါတယ်ဘာကြောင့်လဲဆိုတော့အချိုတွေစားလဲခဏကွာပိုးတဲ့အချိုအစီအနေနဲ့တိမ့်တာပဲဖြစ်ပါတယ်ဒါကြောင့်အချိုရေတောက်မဲ့ထမင်းတွေအများကြီးစားနေကြတဲ့လူတွေဟာဗမာပြည်မှာအများဆုံးကတော့ထမင်းကြောင့်အစီစုတာဖြစ်ပါတယ် ။ဘာကြောင့်လဲငယ်ငယ်ရွယ်ရွယ်ကအမေကထမင်းမဆိုင်ရင်မကြမ်းပါဘူးဆိုပြီးတော့ထမင်းမဆိုင်ရင်ဒုံနဲ့ရိုက်ပြီးထမင်းကျွေးတဲ့အလေးထားကျွန်တော်တို့ခင်မာအထိရှိနေကြပါရဲ့။ဒီခေတ်ကတော့ပတ်စံထုတ်ပေးလိုက်ပြီးအပြင်မှာဝယ်စားကြ။အဲ့ဒါလေတနည်းတော့ဟိုပေါ့နော်။ Yes ထမင်းကျွန်တော်တို့ဒုက္ခပေးနေတာထမင်းဖြစ်ပါတယ်။ဘယ်တော့ကြပြီးသွားပြီ။ဟုတ်တယ်မလားနော်။ယောက်ျားလည်းရမ်းချစ်တယ်ဟုတ်တယ်မလားငါခွဲရမှာမဟုတ်ဘူးဆိုတော့တည်တယ်အဲ့ဒီအချက်တည်းကဘာလို့တွန်းအားပေးလဲဆိုတော့အစာကို တွန်းအားပေးသွားတယ်။အဲ့တော့ဘာကြောင့်ဒီမှာအစီတက်လဲဆိုတော့ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ခန္ဓာကိုယ်လိုအပ်တာတဲ့ကိုစားနေတာများနေတယ်ဆိုတာအဓိကအကြောင်းပဲဖြစ်ပါတယ်။အတိအကျတော့ခရဏနေဒေါက်တာတင်မြတ်သက်ကပြောပြမှာဖြစ်ပါတယ်။အဲ့တော့ကိုစားနေတာများနေဟာကျမဘာမှမစားဘူးသူလိုလိုဝါနေတာဟုတ်ကဲ့လေရှုပြီးရေတောက်ပြီးတော့မဝါပါဘူးစမ်းကြည့်ပါစားလို့ဝါတာပါတနေ့တနေ့ရေထားပါကိုစားတာနော်ဘာကြောင့်လဲရုပ်ရှင်ကြည့်ရင်လည်းစားတယ်ကိုရီးယားကကြည့်ရင်လည်းစားတယ် ဘေးကဩဟိုဘက်အင်္ဂါဘလူကဘလူဒီသူကဘလူနဲ့ပြောနေနေစားတယ်ဝင်လို့ဝင်သွားမှမသိနောက်တစ်ခါအစားစားတာမြန်တဲ့လူတွေမြန်တဲ့ခါကျခန္ဓာကိုယ်ကအုတ်နောက်ကစားနေလိုက်မှမသိဘူးဖရစ်စုကုံသားတပကကဘကန္နာကုံသားလို့နော်ဝင်သွားတယ်ဆိုတာသိလိုက်တယ်ဒါပေမဲ့ဘာဖြစ်တာလဲအုတ်နောက်က register မလုပ်လိုက်မိဘူးအဲ့တော့အစားကိုဖြစ်ဖြစ်စားပါအစားကိုအာယုံဆိုင်ပြီးစားပါစားတာကိုအယတာခံပြီးတော့စားပါ အစားခအစားဟာခန္ဓာကိုယ်အသက်ရှင်အတွက်အရန်ရည်ကြည့်တယ်မဖြစ်မနေစားမှာပဲငါမစားတာကိုအရသာခံစားစားတဲ့လောက်ကလေးကိုအကျိုးရှိအောင်စားစားနေတဲ့ချိန်မှာအာရုံမပြားစေနဲ့ပေါ့နော်ဟုတ်ကဲ့ပါ